ြေပဲလှိုင်းချင်းစောင်းစီတင်သွင်းမှုများပြားပါကတောင်သူများအခက်တွေ့နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စီထွက်သီးနှံတစ်ခုဖြစ်တဲ့မြေပဲလှိုင်းချိန်မှာဆောင်းစီတင်သွင်းမှုများပြားပါကတောင်သူတွေရခတ်တွေ့နိုင်တယ်လို့မြန်မာနိုင်ငံစီဆက်လုပ်ငန်းရှင်များအသင်းကသိရပါတယ်။အရှင်းခပြပါကနေတနှစ်ကိုဆောင်းစီတန်းချိန်7သိန်းခန့်တင်သွင်းနေပြီးလက်ရှိမှာတော့တနှစ်ကိုတန်းချိန်6သိန်းကျော်9သိန်းခန့်သာတင်သွင်းနေတာပါ။မြန်မာနိုင်ငံမှာဆောင်းသုံးစီရအတွက်ပြည်တွင်းထုတ်လုပ်မှုကိုတုံးဆွဲမှုသာမကပြပနိုင်ငံတွေကလည်းတင်သွင်းနေရှိကြကမြေပဲလှိုင်း ိုင်ချိန်မှာထော့တင်သွင်းတာရောကြဖို့လိုအပ်တယ်လို့မြန်မာနိုင်ငံစီးဆက်လုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌဝန်ထွန်းထွန်းဦးကပြောပါတယ်စီထွက်တည်နှံတစ်ခုဖြစ်တဲ့မြေပဲတည်နှံဟာဩဂတ်စ်လကနေမတ်လအတွင်းထွက်ရှိလေရှိပြီး အထွက်နှုန်းများပြားချိန်မှာဈေးနှုန်းရောကြလေရှိတယ်လို့သိရပါတယ် ညီဘဲတင်းနန်းဆိုင်ပြိုးထွက်ရှိချိန်မှာတောင်သူတွက်ချေခိုက်တဲ့ဈေးကွက်တစ်ခုဖြစ်တဲ့တပိတ်သားကို7000ကျော်ကနေ8000လောက်ရမှာတာတောင်သူရဲ့အတွက်ဆိုင်ပြိုးစရိတ်ထက်ကျွန်တော်ထက်အချိုးမြတ်ကိုရမယ်လို့ဆိုပါတယ်လက်ရှိအချို့ဒေသတွေရဲ့မြေပဲလှိုင်လှိုင်ထွက်တဲ့ရက်တွေမှာကြက်9000အောက်ကိုရောင်းရတဲ့တောင်သူတွေရှိနေပြီးစိုက်စရိတ်အောက်ကြာဆင်းနေတာကြောင့်တောင်သူတွက်ချေးကိုက်မှုမရှိဘူးလို့ဆိုပါတယ်။ ဒါကြောင့်တောင်သူတွက်ချေကိုက်ပြီးစပိုင်းတွေကလည်းဈေးပေးနိုင်အောင်လို့အဓိကစီတင်သွင်းမှုကို ထိုက်တဲ့တလောက်ကို ရော့ပေးမှသာနှစ်ဦးနှစ်ဖက်အကျိုးရှိမယ်လို့သိရပါတယ်။စီထွက်သီးနှံပေါများစွာထွက်ရှိချိန်ဈေးနှုန်းကျဆင်းပါကတောင်သူများတွက်ချေမကိုက်၍အခြားသီးနှံပြောင်းလဲစိုက်ပျိုးပါကပြည်တွင်းစီထုတ်လုပ်မှုတွင် အခက်အခဲရှိနိုင်တယ်လို့သိရပါတယ်ရှင်။